ကိုဗစ် -19 မျိုးကွဲအသစ်တစ်ခုကထိုင်းနိုင်ငံတဝန်အရှိန်ဟုံကင်းမြင့်နဲ့ပြန့်နှံ့နေပြီးကျောကကူးစက်မှုကလည်းတဟုန်တို့မြင့်တက်နေတယ်လို့သိရပါဗျ။ကိုဗစ် -19 ရဲ့အိုမီကရွန်မျိုးကွဲကနေစတင်လာတဲ့ HSDC မျိုးကွဲအသစ်ဟာယာတီတုတ်ခွဲရောဂါတက်ခုနှစ်ဆနီးပါးပုံမှန်မြန်ဆန်စွာပြန့်နှံ့နေတယ်လို့ထိုင်းနိုင်ငံကျန်းမာရေးအာဏာပိုင်တွေကအရေးကြီးတဲ့တတိပေးထားပါဗျ။ဇန်နဝါရီလတရက်ကနေစတင်ပြီးပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယောဘာကူးဆက်ခံရသူတသိန်း8891ဦးနဲ့သေဆုံးသူဦးရေစုစုပေါင်း29ဦးရှိပြီလို့မှတ်တမ်းတင်ထားပါတယ်။အများစုကတော့တက်ကြီးရော်တွေနာတာရှိပြားနာသူတွေနဲ့ကိုဝင်ဆောင်မျိုးသမီးအုပ်စုတွေဖြစ်တယ်လို့သိရပါတယ်။အထူးသဖြင့်ကျောင်းတွေနဲ့တခြားအန္တရာယ်ရှိနိုင်တဲ့ဒေသတွေမှာကူးဆက်ပြန့်နှံ့မှုကိုထိန်းချုပ်နိုင်ဖို့ဝင်ကြီးဌာနကကြိုးပမ်းဆောင်ရွက်နေတယ်လို့ပြည်သူ့ကျန်းမာရေးဝန်ကြီး စွန်ဆက်တက်စုတင်ကအဒီပြုပြောဆိုပါရယ် SEC မျိုးကွဲဟာရခိုင်မျိုးကွဲတွေတဲ့ပုံပုံပြင်းထန်တယ်လို့မယူဆနိုင်ပေမဲ့သူ့ရဲ့လင်မြန်တဲ့ကူဆက်မှုကတိတာတင်ရှားတဲ့ချင်းချောင်းမှုတစ်ခုဖြစ်နေပါရယ်ကျူလာလောင်ကွန်တက်သူစေပညာဌာနဒေါက်တာပီရာဝေါ်တာနာရကတော့ SEC မျိုးကွဲဟာကူဆက်မြန်ပြီးတာမန်တော်ကွဲဖြစ်နှုန်းထက်ခုနစနီးပါးပြန့်နှံ့နေတယ်လို့ပေါ်ပြထားပါရယ် အထူးသဖြင့်ចောင်းသားတွေကြားကူးစက်မှုတွေများလာတာနဲ့အပြားအစွလိုက်ပြုံလိုက်ဖြစ်ပွားနိုင်ခြေရှိတဲ့အတွက်သတိထားနေကြဖို့ဗန်ကောက်ပြည်တော်အုပ်ချုပ်ရေး BMA ကចောင်းတွေကိုသတိပေးထားလာတယ်။ယခုရထရပတ်အတွင်းလူနာသစ်၄၃၂၁ဦးကိုမှတ်တမ်းပြုစုထားပြီးရခိုင်ပတ်နယ်နိုင်ရှင်မာက35တသမ500ခန့်လုံးခုန်ထက်သွားတယ်လို့သိရပါတယ်။ကန်ဇနာပူရီ၊စူကိုထိုင်းနဲ့ဘန်ကောက်နိုင်ခရိုင်တွေမှာလက်သလုံး သေဆုံးမှုတွေရှိခဲ့ပြီးဘိုင်းရက်အချိန်မြင့်တက်လာမှာဘုံစိုးရိမ်မှုတွေရှိနေတယ်လို့တန်ခါဖို့သတင်းမှာဖော်ပြထားပါတယ်။သေဆုံးမှုတော့ငါနဲပါတယ်ဆိုပေမဲ့ကျမ်းမာရေးတာဝန်ရှိသူတွေအနေနဲ့ဆက်လက်တတိထားဖို့လူထုတက်တဲ့နေရာတွေမှာနှာခေါင်းဆီးတက်ခုနဲ့အန္တရာယ်ရှိနိုင်တဲ့အုပ်စုတွေအတွက်ကာကွယ်ဆေးထိုးထားဖို့လည်းကျမ်းမာရေးတာဝန်ပါတိုက်တွန်းထားပါတယ်။